ဒီမိကုံးလေးကကျွန်တော်ဒီမှာအမျိုးသားကျမရေးနဲ့ဆွလေးနေတဲ့ခေါင်းစဉ်အောက်ကပေးထားတာပေါ့နော်အမျိုးသားဆက်ဆောင်ရေးကြာဆင်းသွားတယ်အမျိုးသားတွေမှာတစ်ချိန်မဟုတ်တစ်ချိန်မှာဆိုလို့ရှိရင်အဲပန်တီပန်ဂျိုဖြစ်နိုင်တယ်ဆိုပြီးတော့ခေါင်းစဉ်အောက်ကနေပြီးတော့လာပြီးတော့ဆွနေထားတာအဲဆရာနဲ့ကျေးဇူးတင်ပါတယ်ဆရာနဲ့စေကူတာလဲအဲစေကူတာလို့ရမယ်အဲစေလေးပြောပြပေးပါဆိုလို့ကျွန်တော်တေချာလေးပြောပြပေးပါတယ်အဲဒီညီကိုဆိုလို့ရှိရင်တော့ကျွန်တော် Viber ကိုလာပြီးဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်အဲဒီလိုပဲအဲဖြစ်နေတဲ့ညီကိုတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းအဲ ျွန်တော်တို့ကအသက်40ကျော်သွားပြီဆိုလို့ရှိရင်ဖြစ်နိုင်တဲ့ပြဿနာတွေပေါ့နော်အသက်40ကျော်သွားပြီဆိုလို့ရှိရင်ကျွန်တော်မဖြစ်မနေဒီပြဿနာကအများဆုံးတွေ့ရတယ်အခုနောက်ပိုင်းမှာလူငယ်တွေပါပါအများဆုံးတွေ့ရတာရှိကြတယ်ရှိရဆိုတော့မဖြစ်မနေကျွန်တော်ရဲ့ Viber လာပါ Viber ကျွန်တော်နှလုံးသုံးပါတယ်အဲကျွန်တော်6804433လေးတလုံးရဲ့689033946ဆိုပြီးတော့အဲ့နှမျိုးပဲကျွန်တော်သုံးပါတယ်အဲ့ဒါ Viber ရော Telegram ရောကျွန်တော်သုံးပါတယ်နော်အဲ channel account တွေကျွန်တော်လုံးဝမသုံးပါဘူးနော် channel ဖုန်းတွေကျွန်တော်မသုံးပါဘူးနော်ဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်ဒီချာလေးဆွေးနွေးပေးမယ် ယ်အဓိကကတော့အမျိုးသားတွေမှာဆိုလို့ရှိရင်စောက်ဆောင်ကြီးကြောက်စင်းသွားတာအဓိကဦးနောက်နဲ့ပတ်သက်ပြီးတော့အောင်ကျော်နဲ့ပတ်သက်ပြီးတော့မဖြစ်မနေဒီဆေးတွေလိုအပ်နိုင်တယ်နောက်တော့ကျွန်တော်တို့အဆုံနဲ့နှလုံးနဲ့ပတ်သက်ပြီးတော့အဲဒီလိန်ငါကိုပို့ပြီးတော့ supporting အသွေးလပတ်မှု system ကောင်းဖို့အတွက် supporting လုပ်နိုင်တယ်အားတွေအတွက်ကောင်းမယ်နောက်ပြီးတော့အဲဒီအမျိုးသားတက်ဆိုစီရုံးဟော်မုန်းကိုလေဗယ်ညီဖို့အတွက်ဆေးတွေပါကောင်းပါနိုင်တယ်အဲနောက်တစ်ခုကျတော့ခန္ဓာကိုယ်ခုခံအားကောင်းဖို့အတွက်ဆေးတွေပါမယ်ပေါ့နော်အဲလိုမျိုးဆေးတွေပါမှာဖြစ်ပါတယ်ဒါကတော့ပထမဟိုးရင်တော့တပုတ်ဗီဒီယို ပါလဲကျွန်တော်တင်ပြထားပါတယ်เนาะအဲဒီကလေးအမှားယူမယ်ဆိုလို့ရှင်တော့ကျွန်တော် Viber ကိုလာခဲ့ပြီပါကျွန်တော်ဒီတိုင်းစီးရီမပေးပါဘူးတေချာလေးဆွေးနွေးပြီးမှပဲကျွန်တော်စီးရီပေးပါတယ်လို့ပြောချင်ပါတယ်ဘိုင်ပါเนาะ